ရှိရှိတုန်းကရွာသူရွာသားများနှစ်ပေါင်းများစွာကိုးကွယ်ခဲ့သောចောင်းဟောင်းကြီးတစ်ခုရှိပါတယ်ရွာရဲ့အစွန်တောအုံနားမှာရှိခဲ့တဲ့ဒီចောင်းဟာလည်းနှစ်ပေါင်းများစွာစောက်ထားခဲ့ပြီးအခုချိန်မှာတော့တိတ်ဆိတ်အေဂျင့်တဲ့နေရာဖြစ်တော့လေလွန်ခဲ့သောနှစ်အနည်းငယ်ကမှចောင်းတိုက်ကြီးဟာရွာသူရွာသားတွေကိုတိတ်မလာကြဘူးအခုချိန်မှာဆိုရင်လူသူကင်းမဲ့ပြီးပစ်ထားခဲ့ရတဲ့အခြေအနေတို့ရောက်ရှိခဲ့တဲ့အကြောင်းရင်းမှာចောင်းတိုက်ကြီးကိုတည့်ရက်တကောင်စောင်းရှောက်နေတယ်လို့ရွာသူရွာသားတွေကပြောခဲ့ပါတယ် ကျောင်းတိုက်ကြီးကိုမစွန့်ပစ်တဲ့အချိန်ကဒီကျောင်းမှာဦးစင်းတယောက်နဲ့ကိုရင်တို့နဲ့အတူတူနေခဲ့ပါတယ်။တနေ့မှမထင်မှတ်တဲ့အဖြစ်ပျက်တစ်ခုကိုပေါ်လာခဲ့ပါတယ်။ဦးစင်းဟာဘာသာရေးပညာများထူးချွန်ပြီးဂုံတိတ်ခါကြီးမားသူဖြစ်တော်လဲရုတ်တရက်ပြန်လွန်တော်မူသွားခဲ့သည်။ဒီစီရော့ဟာကွယ်လွန်သွားပြီးတဲ့နောက်မှာမကြာမီပင်ကျောင်းတိုက်လဲထူးဆန်းမှုများစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ညဘက်ဆိုရင်ကျောင်းဆောင်ဟောင်းထဲမှာတိုးညင်းသောငိုတန်များတစ်ခါတရံကျောင်းဝင်းအတွင်လူအိပ်တွေနဲ့လှုပ်ရှားသွားလာနေတာကိုမြင်ရသူ။ကျောင်းတွင်ကြံရစ်သောတန်ကတော်များဟာဒီယာများကစိတ်ထင်တာဖြင့်ငင်းဆန်ခဲ့တော်လဲတညတော့ခါကျောင်း ်သားလေးတယောက်ဟာအိမ်သားကိုသွားပြီးပြန်လာတဲ့အချိန်မှာကျောင်းရဲ့အလယ်မှန်ဤတွင် လူရိတ်ကမြင်လိုက်လိုက်ပါတယ်ဒီရိတ်ဟာဒီတိုင်းပဲရက်နေတာကိုတွေးလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာတကိုယ်လုံးဖြူဖြူကြီးဖြစ်နေတာကိုတွေးလိုက်ပါတယ်ကျောင်းသားလေးဟာကြောက်လန့်တကြအော်ဟစ်ပြီးအဲ့နေရာစီကနေထွက်လာပါတယ်အဲ့ဒီညကစပြီးကျောင်းသားလေးဟာဖျားနာလာပြီးရက်နေငယ်မှာကွယ်လွန်သွားခဲ့တယ် ဒီဖြစ်ပျက်ကြောင့်ចောင်းတိုက်ရှိတန်ဃာတော်များအလုံးကြောက်လန့်တုံလောက်ကုန်ကြပြီးဒီចောင်းကိုဆုံးခွာသွားကြပြီးအခြားចောင်းတွေကိုပြောင်းရွှေ့သွားခဲ့ပါတယ်ចောင်းဆရာတွေထွက်သွားပြီးတဲ့နောက်မှာရွာသူရွာသားတို့လည်းចောင်းတိုက်ကြီးကိုတရေဆောင်တဲ့ចောင်းလို့အခုချိန်ထိတတ်မှတ်ခဲ့ကြပြီးចောင်းသားကိုအရင်လိုမချင်းကဲရဲတော့ပဲဝေဝေးရှောင်သွားကြတယ် ရွာထဲမှာဦးလေးတယောက်ရှိပါတယ်သူ့နာမည်ကတော့ဦးသားမောင်နဲ့ဦးသားမောင်ဟာဆုံးပြစ်ထားတဲ့ကျောင်းတိုက်ကြီးကိုကြည့်ပြီးတနာစိတ်ဝင်နေခဲ့တယ်တံပိုးကြီးတဲ့ဖရားတွေရုပ်ဖရားတော်တွေစီရီတွေရှိတဲ့ကျောင်းကြီးဟာဒီလိုတည်းရဲ့ကြောင့်ပြစ်ပယ်ထားတာမဖြစ်သင့်ဘူးဂီလိုသူကပြောလိုက်ပါတယ်တနေ့တော့ဦးသားမောင်ဟာရွာသားတို့ရဲ့ကြုံတွေ့နေရတဲ့အကြောင်းတွေကိုအကုန်လုံးရှင်းပြခဲ့တဲ့ဦးသားမောင်ဟာဒီစကားကိုမကြောက်ပဲကျောင်းကြီးဟောင်းတဲကိုဝင်သွားပြီးဦးသားမောင်ဟာကျောင်းကိုဝင်သွားတဲ့အချိန်ဟာညနေဆောင်တဲ့အချိန်ကိုဖြစ်ပြီး ။ဦးတာမောင်ဟာတမျက်စိပေါက်ပြားများကိုယူဆောင်လာပြီးចောင်းတဲကိုဝင်သွားပါတယ်။ចောင်းကြီးဟာအမောင်ထုရဲ့ကြားတွင်ပိုပြီးခြောက်ခြားဖွဲ့ကောင်းနေတယ်။ဦးတာမောင်ဟာလည်းခြံဝင်းထဲမှာတိရွက်ခြောက်များကိုစတင်ရှင်းလင်းနေသွားခဲ့တယ်။ရုတ်တရက်လေပြင်းတစ်ချက်တိုက်ခတ်လာပြီးចောင်းဆောင်မိုးပေါ်မှာ ဒုံးမီဆိုသောအတန်ကြီးကိုကြားလိုက်ရတဲ့ဦးသားမောင်ဟာချက်ချင်းမောကြည့်လိုက်တော့လဲဘာကိုမှမမြင်ရအေးဆက်တော့အနန်းတမျိုးကဝင်ရောက်လာခဲ့တဲ့ကျောင်းဆောင်အောက်မှာမြေပြင်မှနေပြီးလူတဦးရဲ့ပုံရိပ်ကိုတဖြည်းဖြည်းထွက်ပေါ်လာခဲ့တဲ့ဒီပုံရိပ်ဟာဖြူဖြူဝါဝါဖြစ်နေပြီးယဟန်တပါးဟာသင်္ကန်းကိုဝှေ့ယုံထားပြီးသူဟာမျက်လုံးနီနီရဲရဲနဲ့သူဟာတော်သထွက်နေတဲ့ပုံစံတွေဒီဖုံးကြီးကျောင်းဆိုတာလူတွေတန်ကားတွေကိုကိုွယ်ဖို့နေရာပါဘက်တတဝါမှာကိုပိုင်ပိုင်စောင်းရှောက်ခွင့်မရှိဘူးဘသူပဲဖြစ်ဖြစ်ဒီကျောင်းကိုလာရောက်ပြုပြင်ပေးမှဒီကျောင်းပြန်လဲအသက်ဝင်မှာကြီးလို့ပြန်ပြောလိုက်သည် တရေလေးမျက်လုံးကနေရဲလာပြီကိငါဟာဒီကြောင်းကိုအသက်ပေးခဲ့တဲ့ဆရာတော်ရဲ့အစေခံဟောင်းပါဆရာတော်ပြန်လွန်တော်မူပြီးနောက်မတရားသိဆုံးခဲ့တဲ့ငါရဲ့ဝိညာဉ်ကဒီကြောင်းကိုကာကွယ်ဖို့ချိန်စာတိုက်ခဲ့တာဘယ်သူမှဒီကိုမလာစေရဘူးဤလို့ဒေါသရကြီးအော်ဟစ်လိုက်တယ် ဦးတာမောင်ဟာဒီအဖြစ်ဖြစ်ကိုတီးလိုက်ရတဲ့ဒီယဟန်ကရွာသားတွေကိုကြောက်လန့်စေခဲ့သောခေါင်းပြဝိညာဉ်မဟုတ်ပဲဆရာတော်ကြီးကိုလှုပ်ကြံခဲ့သူဟုတန်တရာရှိကရိုင်းနှက်တစ်ဖြစ်ခံခဲ့ရသောចောင်းတိုက်ဟာចောင်းသားဟောင်းကိုပူဖြစ်နေလေပြီးသူ့ရဲ့ဆရာတော်ကိုတက်ခဲ့ခြင်းမရှိပဲမတရားဆွဆွဲခံရ၍တေဆုံးခဲ့ရပြီးသူ့ရဲ့မကျင်တဲ့ချက်ចောင်းပေါ်တစ္ဆာရှိမှုများကြောင့်ထိုနေရာကိုစောင့်နေခြင်းဖြစ်ပြီးဦးတာမောင်ကပြန်ပြောလိုက်တဲ့မင်းသားတွေကိုမကျင်တဲ့ခဲ့ပါစေ။ ဖះเจ้าတို့ကိုစောင်းတဲ့နှက်ကောင်းနှမျက်မဟုတ်ပဲလူတွေကိုဒုက္ခပေးတဲ့တရေမဖြစ်သင့်ဘူးမင်းတကယ်တစ္ဆာရှိခဲ့ရင်เจ้าကိုပြုပြင်ခွင့်ပေးပါဒီเจ้าပြန်လဲအသက်ဝင်မှမင်းဝိညာဉ်လည်းငြိမ်းချမ်းတဲ့နေရာကိုရောက်နိုင်ပါတယ်လို့ပြောလိုက်တယ်ဒီစကားကြောင့်တရေယဟန်ကိုငြိမ်သက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်တွေမျက်ရည်တွေနဲ့ကြာဆင်းလာပြီး အဲ့ဒီကြောင်ဒီကြောင်ကိုဘယ်သူမှမထိခိုက်အောင်မလုပ်တော့ပါဘူးငါ့ကိုအဲ့နေ့မှစပြီးကြောင်းတိုက်ကြီးကိုထူးဆန်းမှု၆လက်မှုများလုံးဝမရှိတော့ပဲဥတာမောင်လည်းနောက်ရက်များတွင်ရွာသူရွာသားများကိုစီယုံပြီးကြောင်းကိုပြုပြင်မွမ်းမံခဲ့သည်မကြာမီပင်ကြောင်းတိုက်ဟာလည်းလူတစ်တန်ကတစ်များဖြင့်စီကားလာပြီးရွာသူရွာသားတို့လည်းဘာသာရေးဗဟိုဌာနအဖြစ်ပြန်လည်ပြုပြင်သွားခဲ့တယ် တရားဆောင်တဲ့ကြောင်းဆိုတာကိုအမှန်စင်စစ်ကြောင်းပေါ်တစ္ဆာရှိတော်မတရားတည်ဆုံးခဲ့ရသောဝိညာဉ်တပါးမကျေနပ်မှုနဲ့စောင်းလျှောက်လို့စိတ်တို့ပေါင်းဆက်မှုကြောင့်ဖြစ်ပေါ်လာခဲ့ခြင်းသာဖြစ်တော်တဲ့ရွာသူရွာသားများလည်းထိုဝိညာဉ်ပေါ်မကြောက်ရွံ့တော့ပဲ